မြန်မာနိုင်ငံဘက်ကတတိယဒွိနေကနေစီးဝင်လာတဲ့အာဆင်နဲ့အစိတ်အသင်ရေတွေကြောင့်ထိုင်းနိုင်ငံဘက်ကပြည်သူတွေရဲ့ကျန်းမာရေးနဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေရေပေါ်အခြေအနေနဲ့ရင်ဆိုင်နေရပါပြီ။အကြံသိပြီပါပြုလုပ်ခဲ့တဲ့တခွဲကန်ဆက်သက်မှုတွေရတန်လွေမြင့်ရေထဲမှာအာဆင်နဲ့အစိတ်အသင်ဟာဘီကင်းနဲ့ပမာဏထက်အစားများစွာကျော်လွန်နေရကိုတွေ့ရှိရပါတယ်။အကျိုးဆက်အနေနဲ့ဆော့မိုင်းမြို့နယ်အုပ်ချုပ်ရေးမှုကဒေသခံတွေကိုမြေကြီးကိုတုံးဆွဲတာ င်ထဲရငါးတွေကိုစားသုံးတာတွေမလုပ်ဖို့အရေးပေါ်အမိန်ထုတ်ပြန်တားမြစ်လိုက်ရတဲ့အထိဖြစ်သွားခဲ့ပါတယ်။ဒီစိတ်တည်မှုတွေရဲ့ရင်းမြစ်ကဘယ်ကလာတာလဲ။ကျွမ်းကျင်သူတွေကတော့မြန်မာနိုင်ငံရှမ်းပြည်နဲ့ကင်းပြည်တွေကတန်ဖြူနဲ့မြေရှားတပ်တူတူဖို့ရေလုပ်ငန်းတွေကနေစွန်ပစ်တဲ့တပ်ထုပစ္စည်းတွေကြောင့်လို့တင်ကြီးတညိုထဲသုံးသက်ကြပါတယ်။ဒီဒေတာတွေဟာစစ်ကောင်စီရဲ့ထိန်းချုပ်မှုအပြေးအဝါမရှိတဲ့နေရာတွေဖြစ်တာကြောင့်ဖြည့်ရှင်းဖို့ပိုပြီးရှုပ်ထွေးစေပါတယ်။ထိုင်းနိုင်ငံထိပ်တန်းပညာရှင်တို့ဖြစ်တဲ့တွဲဘက်ပါမောက်ခဆူရဆတ်ပေါ်ရာကတော့ ထိုင်းစိုးအနေနဲ့မြန်မာဆီစိုးအနေရောကိုပိုင်အုပ်ချုပ်ရေးအတိုင်းအတာအဖွဲ့အစည်းတွေကိုပါတိုက်ရိုက်ထိတွေ့ဆက်ဆံဖို့အချိန်တန်ပြီလို့တိုက်တွန်းလိုက်ပါတယ်။သူကနေဆက်ဖြတ်ကျော်တဘာဝပတ်ဝန်းကျင်ထိခိုက်မှုစမ်းစစ်ခြင်း TEI ဆိုတဲ့ပူပေါင်းတစ်ခုကိုနှစ်နိုင်ငံပူးပေါင်းတည်ထောင်ဖို့အကြံပြုခဲ့ပါတယ်။ဒီ TEI ဆိုတာကတော့မြန်မာဘက်မှာတတ်ထုတူဖို့ဝင်နေမချပေးခင်မှာဖြစ်လာနိုင်တဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာ NDA တွေကိုနိုင်ငံပူပေါင်းစစ်ဆေးပြီးများပြည်သူကိုချပြမယ်စနစ်တစ်ခုပါပဲ။ ထိုင်းစိုးရဘက်ကတော့လက်ရှိမှာရေနမူနာတွေကိုပြန်လည်စစ်ဆေးနေပြီးရားလုံကို9ရက်အတွင်းသိရမယ်လို့ဆိုပါတယ်။ဒါပြင်အာဂဒတာအနည်းပညာအေဂျင်စီ GIS TDA နဲ့ပူးပေါင်းပြီးညဉ့်ညမ်းမှုရဲ့ရင်းမြစ်ကိုကျူရုကနေတဆင့်ခြေရခန်းရှာဖွေသွားမယ်လို့လည်းသိရပါတယ်။ဒီပြဿနာဟာနယ်မိတ်မြင်းတွေကိုမခွဲခြားပဲနိုင်ငံလုံးကပြည်သူတွေရဲ့ကျန်းမာရေးနဲ့အနာဂတ်ကိုဓာတ်ရိုက်ချင်းချောင်းနေပါတယ်။နိုင်ငံရေးရရှုပ်ထွေးမှုတွေရှိနေပေမဲ့မြေတုစင်းကိုအတူတကွမိခုံနေရတဲ့ပြည်သူတွေရဲ့အတက်အန္တရာယ်အတွက် အစိုးရချင်းပူးပေါင်းဆောင်ရွက်မှုတွေအရေးကြီးလိုအပ်နေတယ်လို့ဆိုပါရယ်